မင်္ဂလာပါရှင်ရေဝကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာရေဖြည့်ရှင်အာဆီယံပုံသဘောတူညီချက်၅ချက်ပေါ်ယုံကြည်မှုပြန်ရှိစေရန်အာဆီယံကဆက်လက်တွန်းအားပေးမယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးကပြောမြန်မာရေဖြည့်ရှင်အာဆီယံပုံသဘောတူညီချက်၅ချက်ပေါ်ယုံကြည်မှုပြန်ရှိစေရန်အာဆီယံကဆက်လက်ကြိုးစားမယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးကပြောရင်စတေမာလာ28ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှ၎င်းကအထောက်အပံ့ပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံမှာတည်ငြိမ်ရေးနဲ့လုံခြုံမှုပြန်လည်ရရှိလှုံ့ဆော်ခြင်း အာဆီယံပုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစဉ်အာဆီယံကလှုံ့ဆော်ရမယ်လို့ပြောဆိုထားခြင်းဖြစ်တယ်။မြန်မာနိုင်ငံမှာသဘောတူညီထားတဲ့အပြစ်ခံရေးစိမ်းပြပြသွားတဲ့အတွက်တချို့နေရာတွေမှာအပြစ်ခံရေးစိမ်းပြပြသွားကြောင်းအကြံဖတ်မှုတွေကြောင့်ရဲသားတွေကိုဆက်လက်အန္တရာယ်ပြုနေခြင်းပေါ်အာဆီယံနိုင်ငံကြီးဝန်ကြီးကအလွန်စိတ်ပျက်မိကြောင်းထုတ်ဖော်ပြောဆိုတယ်။အာဏာချုပ်ကင်သားတွေအနေနဲ့မြန်မာနိုင်ငံတီးခြားပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေသတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တောင်းရင်ရှိတယ်။ မြမချက်တဲကိုမြမတွေကိုယ်တိုင်ဥဆောင်ပြီးကိုယ်ပိုင်ဖြည့်ရှင်းမယ်ဆိုရင်ပြည်သူတွေအားလုံးတောက်ပါပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာလို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကအတိပေးပြောဆိုတယ်အာဆီယံဖွဲ့ဝင်နေဖြစ်ငင်းချိုင်းကိုအမခံပြီးလုံခြုံရေးအကောင်စီစီးပွားရေးကျဉ်းကျဉ်းခံနိုင်ရေးကိုမြင့်တင်နေတဲ့ဒေသတွင်ရေရှည်တည်တံ့ရေးပန်းတိုင်းနဲ့မြင့်တင်ရေတို့မှာဒေသတွင်စုဖွဲ့တစ်ခုနေဖြင့်အရေးပါတဲ့ခံကဏ္ဍမှာဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုရယ်။လက်ရှိမှာမလေးရှားနိုင်ငံအာဆီယံကွတ်တာဖြစ်တာဝန်ထမ်းဆောင်နေပြီးမြမအရေးအတွက်ထင်သာမြင်သာရှိရဖြစ်ရှိမှုမျိုးစားပေးနိုင်ခြင်းတော့မရှိပါဘူး။ ဆက်လက်ပြီးချောင်းမရတိုက်ပွဲကထွက်ပြေးစစ်သားတို့ဖမ်းမိပြီးတောင်းသေးဆောင်ကဏီမြို့နယ်ချောင်းမရတိုက်ပွဲကနေဆောက်ကထွက်ပြေးနေစစ်တဲစစ်ကြောင်းတော်လိုက်ဖွဲ့တွေကကြောက်ပြတ်တိုက်ခိုက်တာမှာတောင်းတေဆောင်မိတောင်းဖမ်းမိထားတယ်လို့ရင်းမပင်မြို့နယ်ပကောက်ပယူရလက်စစ်ကြောင်းသတင်းထုတ်ပြန်နေစတင်မာလာ30နှစ်ညနေပိုင်းမှာရှူရလက်စစ်ကြောင်းကထုတ်ပြန်သိပေးတော့ဖြစ်ပြီးချောင်းမရမှာစတင်မာလာ7ရက်ကတိုက်ပွဲပြေးတဲ့ဖြစ်ခဲ့ပြီးစစ်တဲစစ်ကြောင်းဆောက်ကထွက်ပြေးခဲ့ရပဲဖြစ်တယ်အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတက်တွေကလိုက်လံတိုက်ခိုက်တာမှစတင်ဘာလ12ရက်နေ့ကအနှောက်အယှက်ထိဆောင်ခဲ့တယ်။တနက်နှစ်လက်နဲ့လက်နေခန်းချုပ်ကိုလည်းကာကွယ်တပ်ဖွဲ့တွေကတင်ယူခဲ့တယ်။ စတေမာလာ၂၀ကျော်နေမှာဆက်ကောင်စီတပ်ဖွဲ့တောင်းကိုတနတ်တလက်လက်နက်ကန်တချို့နဲ့တူအသေးဖမ်းမိခဲ့လို့ UNLF ကထုတ်ပြန်နေ။ဒါကြောင့်ထွက်ပြေးစစ်သားတွေကတုံးကိုအရှင်တုံးကိုဒေဖတ်မိခဲ့တဲ့ချောင်းမတိုက်ပွဲမှာစစ်တပ်ဟာစစ်ကြောပြတ်ပြီးကစင်ကလေးဆုပ်ကထွက်ပြေးကြတဲ့အတွက်ထွက်ပြေးစစ်သားတွေကိုတက်နေရစီမှာဖမ်းရနေရလို့ PDF ရှုကပြောတယ်။စစ်တပ်စစ်ကြောနေရပြီးကဲစတေမာလာဇမ်မမုံရယာကြီးကလေးဝလမ်းပိုင်းကဏီမြို့နယ်တွေကိုဝင်ရောက်လာပြီးချောင်းမရွာအပအဝင် ရွာချုံမနေနေကိုမိရှုခဲ့တယ်။စတင်မလ၁၇ရက်နေ့ကတိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြခဲ့တယ်လို့ဒေါ်လေးတက်ကလည်းရင်မပင်မြနဲ့ဘက်ကဖဒုတိယတာဝန်ခန့်ရွာလဲစစ်ကြောင်းမှာစစ်ကြောင်းမှုရဲဘော်နိုင်မင်းနဲ့ရဲဘော်ချိုးကြဆောခဲ့တယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်လို့စစ်ကောင်ထွက်ပြေးသွားပြီးနောက်ပိုင်းကဏီမြို့နယ်တဲ့ကိုလေကြောင်းကနေပုံကျဲသလိုဒရုန်းနဲ့ပုံကျဲရည်လက်နက်ကြီးပစ်ခတ်တာတွေလုပ်ပါတယ်။ဆက်လက်ပြီးတော့တထုံမြို့နယ်ကရင်လေးစစ်ရွာကိုစစ်တပ်ကဝေရောက်ဆင်းနေပြီးအသက်၃၀နှစ်ရဲ့ကလင်းငယ်လေးပါဝင်ပြည်သူ၃၅ကိုပေါ်တာဆွဲဖမ်းဆီး မွန်ပြည်နယ်တထုံမြို့နယ်ကရင်လေးစိတ်ကြောင်ကိုဂျပန်စစ်တပ်ကရောက်စင်းနေပြီး၁၃နှစ်ရွယ်ကလေးငယ်တွေပါဝင်ပြည်သူ၃၅ကိုဖော်တာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူတွေကပြောတယ်။စတေမာလာ၂၈ရက်နေ့မှာတထုံမြို့နယ်ကရင်လေးစိတ်ကြောင်ကိုအမှတ်၉စစ်ခြေကလေးကျင်းကြောင်းနဲ့တင်ဆက်ရေစကန်ကစစ်သားနေရဲတွေပူပေါင်းထားတဲ့အင်အား90ဝန်းကျင်ကပါစစ်ကြောင်ကဝေရောက်စင်းနေပြီးပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။ထိုစစ်ကြောင်ကကရင်လေးစိတ်ကြောင်မှာတက်၁၃နှစ်ရွယ်၄၀နှစ်ရွယ် 50နှစ်ရဲ့မြို့သားနဲ့မြို့သမီးတွေပါဝင်ပြည်သူ35ကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းထို့သို့ပေါ်တာဆွဲဖမ်းဆီးသွားပြည်သူတွေကိုအမှတ်ကိုစစ်ချေကလေးကျင့်ကြောင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရတယ်။အလားတူအောက်တိုဘာ30ရက်နေ့ကလည်းဂျက်ဖက်စစ်တပ်ကပသိမ်ရိုးကျွာကိုဝရောက်စီးနေပြီးပြည်သူ40ဦးကျော်ကိုဖမ်းဆီးသွားတာတချို့ကိုပြန်လွတ်ပေးခဲ့တော့လဲအများစုကတော့ပြန်လည်လွတ်ပေးသေးခြင်းမရှိပါဘူး။ ဇလဘီတရားကြောင်းမှာစစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကကြောက်လေကာရွာကိုဝေရောက်စီနေမိနေ83လုံးကိုမိရှို့ဖျက်စီတနင်္သာရီနေ့တရားကြောင်းမြို့နယ်မှာဂျပန်စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကကြောက်လေကာရွာကိုဝေရောက်စီနေမိနေ83လုံးကိုမိရှို့ဖျက်စီခဲ့ကြောင်းကဲဒူဘိုကထုတ်ပြန်တယ်ယနေ့စတေမာလာ30နှစ်မနက်9နာရီခန့်မှာတရချောင်းမြို့နယ်တောင်ပြောက်ကျောင်းစုတွင်ကိုဂျပန်စစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်လိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရတယ် ဒေါ်စစ်ကြောင့်မှဂျပန်စစ်တပ်တရင်403 404 405တို့မှစစ်သားတွေပါဝင်ပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်တော် KNL တပ်မှလေးလောက်ကန်တရင်စနစ်နဲ့ဒေါ်လိုင်းမာမိတ်ပေါ်တော်ဖွဲ့ကကြားပြတိုက်ခိုက်ခဲ့တယ်။ထိတွေ့တိုက်ပွဲတွေဂျပန်စစ်တပ်ကတိုက်ခိုက်သေးဆုံးအရေအတွက်ကိုတည်ပြုတ်နိုင်ခြင်းမရှိသေးတော့လဲစစ်တပ်ကထိနာပြီးကြောက်လေကရောက်ကိုဝေရောက်စီနေခဲ့ပါတယ်။ထို့သောဝေရောက်စီနေပြီးနောက်ဂျပန်စစ်တပ်ကြောက်လေကကျရာရှိပြည်သူပိုင်းနေ83လုံးကိုမိရှုဖျက်ဆီးသွားပါတယ်။ ဆလဘီအဖွဲ့အစည်းဆွဲယူကြတော်လိုင်းမအောင်နိုင်သေးခြင်းဟု KNDS ဒီဦးစစ်ဦးစီးချုပ်မာဝီကပြောစစ်ကောင်စီပါဝင်ဆရာနာရှင်တော်လိုင်းမအောင်မြင်နိုင်သေးခြင်းမှာအဖွဲ့အစည်းဆွဲအဖွဲ့အစည်းဘောပြုမှုတွေကြောင့်ဖြစ်တယ်လို့ KNDS မြို့သားကာကွယ်တဲ့ KNDF ကဒုတိယစစ်ဦးစီးချုပ်မာဝီကပြောတယ်စတီမလာနေဆက်ရှင်နေတိုင်းနိုင်ငံချင်းမှမြို့မှာကျင်းပတဲ့ KNDS ရိုးရဒီကိုပေါ်တော်မှာမာစကားပြောမှာဒုစစ်ဦးစီးချုပ်မာဝီကပြောကြားခဲ့ခြင်းဖြစ်ပါတယ် ကင်နီရွေးရပွဲတော်ကိုကျင်းပအခွင့်ပြုတဲ့ထိုင်းဆွေကိုကျေးဇူးတင်ကြောင်းတဲ့စစ်ကောင်စီကယခုပွဲတော်ကိုကျင်းပခြင်းကိုမလိုလားကြောင်းကင်ဒီရဲ့ဒုတိယစေဦးစစ်ချုပ်မဝီကဆက်လက်ပြောကြားတယ်။ကင်နီပြည်နယ်အတွင်းကောက်ခံရရှိအခွင့်ငွေများထဲမှာ60ရာခိုင်နှုန်းနီးပါးကိုစစ်ရေးအတွက်အသုံးပြုထားကြောင်းမဝီကဆိုတယ်။ကျင်းပကင်နီပွဲတော်ကနေရန်ပုံငွေထိုင်းဘတ်2532ရရှိခဲ့ပြီးရင်းငွေအလုံးကိုကင်နီစစ်ဘေးရှောင်တွေအတွက်မြေပြင်ဖွဲ့နဲ့ချိတ်ဆက်ပြီးရာခိုင်နှုန်းပြစ်ပေးလိုသွားမယ်လို့သိရတယ်။ တော်လိုင်းဖွဲ့များလင်းပြည်သူလောက်ကျွေးပြွာဒီမှာများပြားကြောင်းနဲ့အဖွဲ့စီ၅ခုရှင်လင်းပြည်သူကပေါက်ပြား၅ချက်ပိုးပေါက်ရပြီး၆ခုရှင်လင်း၆ချက်ပိုးပေါက်ရထုတ်ခြင်းနဲ့ရတန်းကန်ဒီအနေဖြင့်ကြိုးပမ်းဆောင်ရွက်မယ်လို့ဒုတိယစေအိုစီချုပ်မာဝေကပြောတယ်တော်လိုင်းဖွဲ့များနဲ့ပြည်သူလူထုစီလုံးမှုရှိပြီးအရင်မြင့်အောင်လုံးကိုကောင်းမွန်စွာတုံ့ချနိုင်ပါကတော်လိုင်းအောင်မြင်နိုင်မယ်လို့မာဝီကဆက်လက်ပြောကြားတယ်။ ဆလာဘင်ငဖန်းမြို့နယ်နိုင်ရင်ကစကန်သိန်းတိုက်ပွဲပြင်းထန်နေမကွေတိုင်းငဖန်းမြို့နယ်အမ်ဘရန်လန်ပေါ်မှာရှိနိုင်ရင်ကစကန်သိန်းတိုက်ပွဲမှာပြင်းထန်ပြီးစစ်ကောင်စီကအင်အားများပြားနဲ့စစ်ကူဖြည့်ပေးနေကြောင်းစေတရင်မြကပြောရင်နိုင်ရင်ကလေကြောင်းရဲ့ကာကွယ်တဲ့နောက်ဆုံးလက်ကျန်ကကင်းစကန်တခုပြတဲ့ဂုတ်ဂျီစကန်ကိုအာရခတ်တတော်အေဘူပေါက်ဖွဲ့ကစတရီမာလ28နေမှာတိုက်ပိုက်လိုက်ပြီးလို့တရင်မြတဲ့ဦးကပြောရင်နိုင်ငံတက်ကာကစ်စကအလုပ်ကိုအေပူပေါတဖွဲ့ကတိမ့်ပိုက်ပြီးနောက်နိုင်ငံတက်စကကိုကိုဝင်းရဲ့ပိတ်ဆို့ဆက်လက်ထိုးစစ်ဆေးတိုက်ခိုက်နေကြတဲ့တွင်မြစ်ကဆိုပါတယ် အလားတူဘကိုးတိုင်းတောင်ကုန်းပန်းတော်လမ်းပေါ်ရှိစင်လန်ကျေးရွာမှာတက်ဆွဲထားစစ်ကောင်စီကံကံကိုအရခတ်တော်အေးပူပွားတပ်ဖွဲ့တွေကစတင်မ26နေမှာတိုက်ပိုက်ခဲ့တယ်။စင်လန်ကျေးရွာရှိစကံမှာစစ်ကောင်စီတပ်သား400ထပ်မင်းရှိကြောင်းနဲ့အေးပူပွားတပ်ဖွဲ့တိုက်ခိုက်မှုကြောင့်အများပြားတေဆုံးသွားပြီးကြံသက်သားမှနောက်ဆုတ်သွားကြောင်းသိရတယ်။လက်ရှိအေးနဲ့စစ်ကောင်စီတို့မှာမကွေးတိုင်းငဖဲမြို့နယ်နဲ့ဘကိုးတိုင်းပန်းတော်မြို့နယ်မှာတိုက်ပွဲပြင်းထန်လျက်ရှိပြီးစစ်ကောင်စီဘက်ကအထိကအကျဆုံးအများပြားနဲ့အထိနာလျက်ရှိကြောင်းသတင်းမြစ်တွေထံကနေသိရပါတယ်။ ဆက်လက်ပြီးပသိမ်ကြီးမြို့နယ်မှာတိုက်ပွဲဖြစ်လို့စစ်ဆောင်တဲ့ပြည်သူ150လောက်ကိုစစ်တပ်ဖမ်းဆီးမန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကစစ်ပွဲရှောက်ပြည်သူ150လောက်ကိုစစ်တပ်ကဖမ်းဆီးပြီးစစ်ဆေးနေရလို့အဲ့ဒီမျိုးဒေသခံတွေကပြောတယ်ပသိမ်ကြီးမြို့နယ်ကမြက်ကန်သာကျေးရွာမှာတိုက်ပွဲဖြစ်နေရကြောင့်မြက်ကန်သာတရက်ကိုင်းနဲ့တောင်ပုလူကျေးရွာနီးကစစ်ပွဲရှောက်ပြည်သူတွေကမတရားမြို့နယ်စကန်သာကျေးရွာဘက်မှာစတရီမာ28ညနေပိုင်းလောက်ကဖမ်းဆီးခံလိုက်ရတယ် မြာကန်သာဘတ်တိုက်ပွဲဖြစ်တော့ရှောင်ကြရဲ့မတရားဘက်ကိုပြေးလာတဲ့ခုကစစ်တပ်ကစကန်သာကိုစစ်တပ်ကဝင်စီနိုင်သွားပြီးအဲဒီမှာမီရာနီးနားတွေကိုလည်းတော်နေရှာတဲ့စစ်ပေးရှောင်တွေကိုစစ်ဆဲတဲ့တွေကိုနောက်ဆုံးရထားပြီးနောက်ဆက်တဲ့အခြေအနေကိုလည်းမသိရသေးပါဘူး။အဲဒီစစ်ကြောင်ရဲ120လောက်ပါပြီးစကန်သာရွာကိုလက်ရှိအထိုင်ချတက်ဆွဲထားလို့သိရတယ်။ပြီးခဲ့တဲ့စတရီမာလာလေးရက်ကလည်းအောက်ချမ်းသာခေါ်ရတာရာကစစ်ပေးရှောင်ပြည်သူဖက်စီခိုက်ခဲ့ရပြီးကြည်ကုန်းရွာဘက်ကိုရောက်နေစစ်ကြောင်ဖက်စီသွားလို့သိရပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အထူးပင်ကျေးဇူးတင်ရှိပါရရှင်။